သောဘုရားရှင်ကိုရောမြတ်ကချက်သားတို့တတိနဲ့နေပြီးတော့မှကိုကိုကိုထိန်းချုပ်စောင့်စည်းပြီးတော့ပိဏပါဒဒုတင်ကိုစောင့်တည်တဲ့ပုံကိုယ်တွေကိုဒီလိုလောင်းလူခွင့်ရတဲ့ပုံကိုယ်လေးလည်းကံထူးကြတယ်ကံကောင်းကြတယ်ဆိုမြတ်စွာဘုရားကလည်းဥရန်ဆက်ကျူးပြီးတော့မှအဲ့ဒီမှာတန်ကားတော့ရှင်သူမြတ်တွေကိုဘုရားကတရားဟောပြတယ်အပမန္တောအယံကံတော်ယွာယံတက္ကရစန္တနံယောဇာတိလဝတံကံတော်ဝါတော်ဒေဝေတုဥတ္တမော အပမတောအယံကံတောယွာယံတကရဇန္တနံလူပြေမှာရှိကြတဲ့တောင်းစလပန်းစပယ်ပန်းနေသီပန်းခတ္တာပန်းစသရှိတဲ့ပန်းတွေရဲ့ယနတ်ဟာအပမတ်တော်အဲ့ဒီအနှံ့ကလေးကနည်းနည်းလေးပဲတောင်ကနေလေတိုက်ရင်အဲ့ဒီပန်းနှံ့ကမြောက်ဖဲသွားတယ်မြောက်ကနေလေတိုက်ရင်တောင်ပဲသွားတယ်ပေါ့လေညာကိုပြိတဲ့အဲ့ဒီပန်းနှံ့ဆန်တက်တယ်ဆိုတာမရှိဘူး ယောဇသီလဝတံကံတော်ဝါတော်ဒီဝိတုဥဒ္ဓမောအရှင်မကတ္တပအစကြီးတဲ့ပုဂ္ဂိုလ်တွေစောင့်သုံးထားတဲ့သီလကလေးတဲ့ဝါတိဒီဝိတုဥဒ္ဓမောဒီဝိတုဥဒ္ဓမောပြိသေနတ်ပြည်တိုင်အောင်ဝါတိပြန့်နှံ့ပြီးတော့သွားတယ်အဲကြောင့်ပြိသေပန်းယနှံ့ထဲသီလယနှံ့ကပိုတယ်ဗော ပဉ္စနဲ့ရှင်းလိုက်ရင်သီလယနံကသီသီလေးပဲနည်းနည်းလေးပဲလို့မြတ်စွာဘုရားကပြည့်တဲ့ရှင်မကတ္တပကိုဂုံပြုတ်ပြီးတော့ဒီတရားကိုဟောပါတယ်ဗျာ